စာချုပ်ဖြတ်သိမ်းရေးပေါင်း82တန်းရှိတဲ့ဒူရန်ကိုခေါ်ယူဖို့ပြစ်မှတ်ထားနေတဲ့အာဆင်နယ်နဲ့ချက်စီလန်ဒန်ချီဆိုင်ထိပ်တန်းကလပ်ဖြစ်ကြတဲ့အာဆင်နယ်နဲ့ချက်စီတင်းတို့ဟာလာမယ့်တွေမှာတင်းရဲ့တိုက်စစ်ပိုင်းကိုအင်အားဖြည့်တင်းသွားဖို့အတွက်အင်နာမီလာတင်းကပြင်သစ်တိုက်စစ်မှုမာကတ်ဒူရန်ကိုအပြိုင်ဆိုင်ပြစ်မှတ်ထားနေကြတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။အာဆင်နယ်ရောချက်စီရောကပါနှစ်တိလုံးကအတင်းအတွက်အထောင်တိုက်စစ်ကတော့မှကောင်းနေလိုအပ်နေလျက်ရှိကြပြီးမြေဈေးကွက်ပြန်လည်ဖွင့်ချိန်မှာတော့ထိပ်တန်းနံပါတ်ကိုတိုက်စစ်မှုကိုခေါ်ယူဖြည့်တင်းသွားဖို့စီစဉ်ထားတယ်လို့သူတို့ချိန်ရွယ်ထားတဲ့ကစားသမားတွေမှာဒူရန်မှာပါဝင်နေကြောင်းသိရပါတယ်။ အသက်29နှစ်အရွယ်ပြင်သစ်လက်ရွေးစင်တိုက်စစ်ကစားသမားဒူရန်ဟာ2023ခုနှစ်ကမှမိုချန်ဂလာဘက်ကနေအင်တာမီလန်သင်းစီအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီးအခုဆိုရင်အင်တာကစားသမားဘုရားဒုတိယမြောက်ယာတီမှာပဲအသင့်အတွက်ပြိုင်ပွဲစုံ32ကိုထိတွင်းယူပေးထားနိုင်ပါတယ်တကယ်တော့ဒူရန်ကမိုချန်ဂလာဘက်နဲ့စာချုပ်ဂုံဆုံးကန်ဒီမှာပဲသူ့ကိုကလတင်ပေါင်းစုံကအပြိုင်စိတ်ဝင်စားခဲ့ကြပြီးဒီထက်ကအင်တာမီလန်ကဒူရန်ကိုအရခေါ်ယူနိုင်လိုက်တာဖြစ်ပါတယ်ဒါပြင်အင်တာကလူကာကူနေရာအတွက်ဒူရန်ကိုခေါ်ယူခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်ကလေးကအင်တာရဲ့ဦးစားပေးကစားသမားဖြစ်ပါဇက်တိုက်ကစားခဲ့ရပါတယ် အင်တာကဒူရန်ကို2028စာချုပ်သက်တမ်းရှိမဲ့၅နှစ်စာချုပ်ကိုထုတ်ဆိုခဲ့တယ်လို့ကစားသမားရဲ့စာချုပ်ဖြတ်သိမ်းကြီးကိုပေါင်80တန်းအဖြစ်သတ်မှတ်ခဲ့ပါတယ်။ကန်ဟူပိုင်းကဒူရန်ကိုလီဗာပူးကစိတ်ဝင်စားနေပေမဲ့အခုတော့အာဆင်နယ်နဲ့ချက်စီတို့သာဒီကစားသမားကိုဆက်လက်ပြစ်မှတ်ထားနေပါတော့တယ်။အာဆင်နယ်ကတော့နှွေးမအထောင်တက်ရှင်မှုတို့ကိုမဖြစ်မနေခေါ်ယူရဖို့ရှိနေတာကြောင့်လိုက်စေးရဲ့ဆက်ကိုဂျူဘင်တက်ကဘလာဟိုဘစ်တို့အပြင်ဒူရန်ကိုပါလိုရှိနေပြီးချက်စီကလည်းအသင်းမှာတိုက်စစ်ကစားသမားတွေများနေပေမဲ့အထောင်တိုက်စစ်နေရာအတွက်ဒူရန်ကိုခေါ်ယူသွားချင်နေပါတယ်။ I did it. am gonna go check it out.